ငလင်တန်ကြောင့်လူသိဆုံးမှုပမာဏကိုယခုညနေ7နာရီအချိန်ရရှိလာတဲ့ချက်လက်ကိုပြောပြသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းတောင်ငူမြို့ဖြူးမြို့ကြောက်ကြီးမြို့ကြောက်တကားမြို့အုတ်တွေးမြို့မှာသိဆုံးသူ ပမာဏ68ဦးရှိပါတယ်။ရှမ်းပြည်နယ်ညောင်ဆွေမြို့အောင်ပန်းမြို့ပင်လောင်းမြို့သိဆုံးသူဦးရေ152ဦးဖြစ်ပါတယ်။မန္တလေးတိုင်းမှာတော့ ျော်ပွဲမြို့ယမသိမ်းမြို့စင်ကူးမြို့မန္တလေးမြို့အမရပူရမြို့ကျောက်ဆယ်မြို့မိထီလာမြို့တာစီမြို့တဒါဦးမြို့စင်ကိုင်မြို့ဝမ်တွင်းမြို့မတရာမြို့ လူသေဆုံးမှုပမာဏ2414ဦးအထိရှိလာပါတယ်။စကိုင်းတိုင်းမှာတော့ဆွေဘုံမြို့စကိုင်းတိုင်းရင်းမာပင်ဝက်လက်မြို့ကဏီမြို့ပလဲမြို့လူသေဆုံးမှုပမာဏ695ဦးအထိရှိလာပါတယ်။ နေပြည်တော်မှာတော့တက်ကုန်းမြို့စပူတိရိမြို့နေပြည်တော်ပြည်မနာမြို့လယ်ဝဲမြို့လူသေဆုံးမှုပမာဏ428ဦးရှိပါတယ်။အနယခုညနေ7နာရီရက်စီလာတဲ့အချက်လက်မှာသေဆုံးသူ စုစုပေါင်း3956ဦးထိခိုက်သူပမာဏ4595ဦးပျောက်ဆုံးပမာဏ905ဦးထိရှိနေပါတယ်။